KNU KNL အဖွဲ့ပေါ်တက်မတော်ရဲ့စစ်ရေးဖိအားလူလက်နက်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာတဲ့ကရင်ပြည်နယ်စစ်မျက်နှာအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် UKNL အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဆော့ကွက်ထူးဝင်းကတော့ NUG ခေါင်းဆောင်ပိုင်းနေနဲ့တွေ့ဆုံပြီးတော်လန်ရေးကိုပူးပေါင်းလှုပ်ဆောင်မှုဆွေးနွေးတယ်ဆိုတဲ့သတင်းနဲ့အတူတော်လန်ရေးကိုအတူလက်တွဲဆင်နွှဲမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါတင်ပြလာတဲ့သတင်းတွေကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့လပိုင်းကဆော့ကွက်ထူးဝင်းကအခုစစ်တပ်အစိုးရဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုအမျိုးသားရေးတာဝန်တစ်ခုအနေနဲ့ဖျက်ဆီးဖို့ပြောဆိုထားပါတယ်။ ဒီလိုပြောဆိုမှုကိုပြန်ကြည့်ရင်တခြားသောတိုင်းရင်းသားလက်နက်ကင်တွေကရွေးကောက်ပွဲကိုလက်မခံကြောင်းအတိအနင်းပြောဆိုတာမတွေ့ရပါဘူး။ဒီလိုပြောဆိုတဲ့ KNU KNL ကိုတက်မတော်ကမတရားအသင်းနဲ့အကြမ်းဖက်အဖြစ်ကျင်းညာပြီးတော့စစ်ရေးဖိအားပေးလာပါတယ်။အခုတင်ပြချက်မှာတော့စစ်ရေးဖိအားအပြင်အခြားသောဖိအားတွေကိုလိလာနိုင်အောင်တင်ပြသွားမှာပဲဖြစ်ပါတယ်။ KNU KNL တွေဟာတနှစ်ကျော်ကြာအချိန်မပြတ်ထိန်းထားပြီးပြီးခဲ့တဲ့ August လကတက်မတော်ရဲ့ထောင်နဲ့ချီတဲ့စင်အား drone လက်နက်အင်အားတွေနဲ့အတူနေမြေကန် BGL DKBA တို့ရဲ့ကူညီမှုကိုပြန်လည်ရရှိလာတဲ့စစ်တပ်ဟာသင်ငန်းကြီးနောင်ပြူဟာမြဝတီမြို့နယ်အဲ့ဒီကနေတဆင်း 4K ကိုဆွဲတော်ကုန်စတာလေးကိုဆက်လက်သိမ်းယူဖို့စက်တိုက်စူးစမ်းလာတာကိုတွေ့မြင်နေရပါတယ်။ KNU KNN အနေနဲ့စစ်တပ်နဲ့ကရင်ပြည်နယ်တဲကစစ်နက်နာတွေမှာရင်ဆိုင်ရမှာနှစ်ဖက်တိုက်ခိုက်ကြရုံတသက်အခြေအနေမျိုးမဟုတ်ပဲအဲ့ဒီဒေသမှာအခြေစိုက်နေကြတဲ့တခြားသောကရင်လက်နက်ကိုင်အဖွဲ့တွေသူတို့ရဲ့ရည်တည်မှုအပြောင်းလဲနေဆက်ကုံတွေလမ်းကြောင်းကအခွန်အောက်ဆတဲ့အမျိုးသားရေကိုကျိုးစီပွားတရားမဝင်ငွေလိမ်ကိုင်းနဲ့လောင်ကစားလုပ်ငန်းတွေရဲ့ဝင်ငွေစတဲ့အကြောင်းအချက်ပေါင်းစုံရဲ့အနေအထားတွေအပေါ်မူတည်ပြီးစီအေးအပေါ်မှာတက်ရောက်မှုရှိနေတာလည်းဖြစ်ပါတယ် မနစ်ကတက်တုံညာနှစ်ခွန်ဆစ်စင်အချိန်အမြင့်ဆုံးကာလတွေမှာနေ जा ဆောင်တက်အဖြစ်နေသူတွေတီးကြလက်လက်ကင်တက်အဖြစ်ရက်တည်ပြီးထိုင်းမြန်မာနေ जा မြင်းမှာလောင်ကစားအွန်လိုင်းငွေလိမ်ကိုင်းတွေကိုညီနေရာနဲ့အကာအကွယ်ပေးနေတဲ့လက်လက်ကင်အဖွဲ့တွေကစည်ရေးချိန်ဝင်ရှာအလေးတင်းမှုအပြောင်းလဲမှာစစ်တပ်တွေအရှုံးနဲ့ဇက်တိုင်ရင်ဆိုင်ခဲ့ကြရတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်ကာလတွေတုန်းကအစောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့က Current National Army ဆိုပြီးအမည်ပြောင်းလိုက်ကြောင်းကြေညာခဲ့တယ်လို့ DKB ရဲ့အဖွဲ့ကလည်းစစ်တပ်ကိုဆင့်ကျင်ဘက်ရပ်တည်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ KNU KNL အနေနဲ့မြောက်ဝတီမြို့ကိုတင်ယူခွင့်မရခဲ့ပဲ BGF က KNU KNL နဲ့စစ်တပ်အကြားမွေမတိဒုံမကျိုးမှုနဲ့နှစ်ဖက်အဖွဲ့စည်းကြမှာရပ်တည်ခဲ့တာကိုတွေ့ရပါတယ်။ ။ DKBA အဖွဲ့ကလည်းတော်လရင်အင်အားစုတွေအားကောင်းတဲ့မနှစ်ကစစ်တပ်နဲ့ဆက်နွယ်ရပ်တည်ခဲ့ပေမယ့်2025ခုနှစ်နှစ်လေကျော်လာချိန်မှာတော့နှစ်ဖွဲ့စလုံးကစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကူညီမယ်လို့လူသိရှင်ကြားထုတ်ဖော်ပြောလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ KNU KNL အနေနဲ့ပြင်ပြင်းနဲ့တခုလည်းမလက်နက်ကင်လှုပ်ရှားနေတာတော့မဟုတ်ပါဘူး။တနင်္သာရီတိုင်းပဲခူးတိုင်းအရှိချမ်းနဲ့မွန်ပြည်နယ်ရဲ့တချို့သောဒေသတွေမှာပါလှုပ်ရှားနေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ KTLA လို့အမည်ပေးထားတဲ့ရခင် KNDO ခွဲထွက်အဖွဲ့လည်းအခြေချလှုပ်ရှားနေတာဖြစ်ပါတယ်။မြောက်ဝတီတင်ငန်းညီနောင်ဖတ်အန်ကြာရင်စိတ်ကြီးစတဲ့ကရင်ပြည်နယ်တွေကဒေသတွေက KNU အဖို့စစ်ရေးအရာရောစီးပွားရေးအရာပါအရေးပါတဲ့ဒေသတွေဖြစ်ပြီးအခုအခါမှာတခြားသောကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ရက်တီမှုအပြောင်းလဲပေါ်အားပြုပြီးစစ်တပ်ကထိုးစစ်ဆင်နာနိုင်တာတချို့သောစစ်ရေးအရာတိုးတက်မှုတွေရလာတာတွေကိုတွေ့ရပါတယ်။ ရဝတီကော့ကရိတ်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးအရာအရေးပါတဲ့အာရှလန်ကိုနှစ်နှစ်ဝန်းကျင်အတွင်းစစ်တပ်ကပထမဆုံးအကြိမ်ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။မြဝတီကော့ကရိတ်ကျုံတို့တို့ကိုဖျက်ဆီးသွားတဲ့နေဆက်ကုန်သွယ်ရေးလမ်းပေါ်ကရရှိတဲ့အခွန်အောက်တွေကိုလည်းကရင်ပြည်နယ်တဲကလက်နက်ကန်အဖွဲ့တွေအနေနဲ့အတိုင်းအတာတစ်ခုထိမိခိုနေကြရတဲ့အခြေအနေကိုတပ်မတော်ဘက်ကသတိပြုမိထားပြီးလက်တလောစစ်ရေးအရာထိုးစစ်တွင်ဆင်လာတဲ့အချိန်မှာ တပြိုင်နက်ထဲမှာအခွန်အောက်လမ်းကြောင်းတွေကိုပါဖြတ်တောက်ဖို့နှစ်ဖက်ညက်ပြီးလှုပ်ဆောင်ခဲ့တာကိုတွေ့ရမှာပါဒီအနေအထားတွေကိုခြုံငုံကြည့်ရင်ကရင်ပြည်နယ်ကစစ်မျက်နှာတွေမှာ KNU KNL အဖွဲ့အစည်းနဲ့စစ်တပ်ကိုထိန်းထားဖို့ကလက်တလောဤမှန်ချက်ဖြစ်နိုင်ပြီး2024ခုနှစ်တုန်းကလိုကျေပြက်တဲ့ထိုးစစ်တွေပြန်ဆင်နိုင်ဖို့အခြေအနေမျိုးမရှိသေးဘူးလို့ဆိုရမယ့်သဘောဖြစ်ပါတယ် ကရင်စစ်မျက်နှာအပြင်ကချင်ပြည်နယ်မှာတော့ကိုးလာတွေကိုဝင်လာပြီးဖြစ်တဲ့ဗမော်မြို့တိုင်တိုက်ပွဲစစ်မျက်နှာမှာနှစ်ဖက်စလုံးအထိခိုက်များစွာနဲ့ဆက်လက်ရင်ဆိုင်တိုက်ခိုက်နေကြဆဲဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။တိတိတတနည်းမြေတိုးပြီးတိမ့်ယူနိုင်တာဆုတ်ခွာပေးရတာမျိုးကိုမတွေ့ရဘဲမြို့ရဲ့အစိပ်ပိုင်းတွေကိုခွဲဝေတိမ့်ယူထားပြီးဆက်လက်ရင်ဆိုင်တိုက်ခိုက်နေကြတဲ့အနေအထားကိုတွေ့ရပါတယ်။ ရေချောင်းကတက်လာတဲ့လက်နက်ဂျိတ်ခါလူအကူအင်အားတွေရလာပြီးတဲ့နောက်တက်မတော်ဘက်ကတချို့သောအစိပ်ပိုင်းတွေကိုပြန်လည်သိမ်းယူလာနိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ KIA တက်တွေကိုဖေရှားနိုင်လောက်တဲ့အထိအင်အားမရှိတဲ့သဘောလဲတွေ့ရသလို KIA ဘက်ကလည်းဗမော်ကိုစည်ရေးပြူဟာအရာရောစီယုံရေးရှုတော့အရာပါဆက်ပြီးခုခံတိုက်ခိုက်နေုံမဲ့အနေထားလို့မှန်းဆကြည့်မိပါတယ်။စစ်တပ်အနေနဲ့ဗမော်မှာခန်းစစ်နဲ့တချို့သောအ ਨੇ အကျင်ပြန်လည်သိမ်းယူဖို့တိုက်ခိုက်နေစင်မှာပဲ ဟာကန်မြစ်ကြီးနာအထက်ဖက်လမ်းဆယ်ဒေသတွေကိုစစ်ကြောင်းတို့တိုက်ခိုက်နေရကိုတွေ့ရပါတယ်။ဟာကန်မြို့ရဲ့နေရာတချို့မှာသာစခန်းတချို့ကျန်ရစ်တဲ့အနေထားကနေပြီးခဲ့တဲ့လပိုင်းအတွင်းအင်အားထောင်ကျော်စစ်ကြောင်းတွေဟာကန်နယ်ကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးအခုအခါမှာဟာကန်နယ်မှာတိုက်ပွဲဖြစ်နေတဲ့အနေထားမျိုးပြန်ရောက်လာပါတယ်။စစ်တပ်အနေနဲ့ဖားကန်ကိုစစ်ကြောင်းထိုးရခြင်းကလည်း KIA အဖွဲ့ရဲ့ဝင်ငွေရလန်ကိုဖျက်တောက်ဖို့ကြိုးစားတဲ့ရည်မှန်းချက် ဖြစ်ပါတယ် 2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်တနိုင်ငံလုံးမှာပြည်တွင်းစစ်ကြံပြဲ့စွာ ဖြစ်ပွားနေတယ်လို့ကချင်ပြည်နယ်ဖားကန့်ဒေသမှာလည်းအခအားလျော်စွာပဲတိုက်ပွဲတွေဖြစ်ပွားနေကြတာပါ။ဒါပေမဲ့ကြောက်စိမ့်ထုတ်လုပ်မှုကတော့ဘလို့အခြေအနေမျိုးမှာမှရန်နာသွားခြင်းမရှိခဲ့ပဲတောက်လျှောက်ဆိုသလိုတူးဖော်နေကြတာဖြစ်ပါတယ်။ ။ KIA အဖွဲ့ကထိန်းချုပ်ထားချိန်မှာရခင်ကတူးဖို့ခြင်းမပြုဘဲခြံထားခဲ့တဲ့တင်းဆိုင်လိုမြေနေရာတွေကိုတော့ကြောက်စိမ့်တူးလာကြတဲ့အထိမြ мян ဆန်ဆန်ငွေရမဲ့နေရာတွေကိုတူးဖို့နေကြတာဖြစ်ပါတယ်။ကျောက်စိမ့်တူးဖို့မူကနေရရှိတဲ့အခွန်အကောက်ကလည်းပြည်တွင်းစစ်ရဲ့အတုံးစစ်အဖြစ်နဲ့အဖွဲ့အစည်းအတိတ်ကကောက်ခံတုံးဆွဲနေကြတာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာကျောက်စိမ့်ထက်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တွင်းထက်ကတော့မြေရှားဖြစ်ပါတယ်။ မြေရှားအများအပြားထွက်ရှိတဲ့အထူးဒေတာတက်တဝိုက်ကို မနစ်ကအတွင်း KIA ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီဒေတာကိုလည်းစစ်တပ်ဘက်ကမကြသေးခင်တည်င်းဘက်တွေအတွင်းထိုးစစ်ဆင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ခြုံငုံကြည့်ရင်စစ်တပ်အနေနဲ့တော်လည်ရေးလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေအနက်ကစီးပွားရေးအရာလည်းအရေးကြီးတဲ့ဒေတာတွေကိုဦးစားပေးထိုးစစ်ဆင်တွေကတော်လည်ရေးအင်အားစုတွေရဲ့ဝင်ငွေလမ်းကြောင်းကိုဖျက်တောက်ဖို့ကြိုးပမ်းနေတာကိုအထင်ရှားတွေ့ရမှာဖြစ်ပါတယ်။ ချုံလုံးပြီးသုံးသက်ကြည့်ရရင်တော့တက်မတော်ဟာလက်ရှိအခြေအနေမှာတော်လည်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လည်သိမ်းပိုက်ဖို့ထက် အဖွဲ့အစည်းတွေရဲ့စီးပွားရေးနဲ့ငွေကြေးဝင်ငွေလမ်းကြောင်းတွေကိုဦးစားပေးပြတ်မှတ်ထားထက်တော့ဖိအားပေးခြင်းနဲ့တော်လည်ရေးအချိန်ဟုံကိုအချိန်ကြာလာတဲ့အမျှတစ်ဖြည်းဖြည်းရောကျသွားစေမယ့်ဘတ်ဆောင်တောင်းဆောင်ကနေဖိအားပေးတဲ့ဗျူဟာကိုကျင့်သုံးနေတယ်လို့ကောက်ချက်ချနိုင်ပါတယ် အခုတင်ပြသွားတဲ့တင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသက်ချက်တွေကိုလည်း comment နေရာနေတစ်ဆင့်မျှဝေပေးခဲ့ကြပါအောင်ရှင်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းမဲ့မြမအရေးကပအရေးသတင်းများစွာကိုနားဆင်နိုင်မှုအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးပြီးဘေးနားက notify bell လေးကိုနှိပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။ကြည့်ရှုသူအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။